အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ Super Sunday မှာဆိုလို့ရှိရင်လေပွဲကြီးပွဲကောင်းတွေအများကြီးရှင်ပြန်ကစားဖို့ရှိပါတယ်။စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော် Liverpool တင်းနဲ့ Manchester United အတင်းပွဲစဉ်ကတော့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ပဲဖြစ်ပါတယ်။ပွဲကြီးသုံးသက်ချက်လေးကိုကျွန်တော် Real Liverpool မှာတင်ဆက်ပေးထားပါတယ်။အဲဒီမှာကတော့ကျွန်တော်ထုံးစံအတိုင်း free ပွဲစဉ်လေးနှစ်ပွဲကိုအဲရွေးချယ်သုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့ပွဲစဉ်ကတော့ Serie A ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ညနေ9:00နာရီအစောပိုင်းမှာရှင်ပြန်ကစားမယ့်ပွဲစဉ် ကိုမိုတင်းနဲ့ဂျူဗင်နက်တင်းရဲ့ပွဲစဉ်ကိုခံမှန်းမှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ကိုမိုကတော့နောက်ဆုံး၄ပွဲဆက် recent form ကရလပိုင်းကောင်းလာတယ်ရှုံးဝဲမရှိဘူးနောက်ဆုံးရှင်းမြန်ကစားခဲ့တဲ့နှစ်ပွဲကိုပဲအနီးကပ်ဆုံးကြည့်မယ်ဆိုရင် Cremonis နဲ့တည်ရကြတယ် Atlanta အသင်းကို1-1ဆိုတဲ့တည်ရလမျိုးထွက်ပေါ်အောင် ကစားထားနိုင်တယ်ဆိုတော့ကိုမိုတင်းကတော့အများရန်ပြောနေကြ Serie A မှာတန်းတက်လာတဲ့နှစ်ထဲကတကယ်လို့မာကျော်တဲ့အသင်း တကယ်ကိုအသင်းကောင်းတစ်သင်းဖြစ်တယ်ဒါပေမဲ့ဒီနေ့မှာသူတို့အသင်းရဲ့နီးပြဖြစ်တဲ့ Fabregas ကတော့ပွဲပယ်ပြစ်ဒဏ်ကြောင့်ဒီပွဲစဉ်ကိုလွဲဖို့လွဲချော်ဖို့ရှိနေပါတယ်တစ်ဖက်အသင်းကြီး Juventus Juventus အသင်းကတော့ဒီအာဒီမှာ Serie A 6ပွဲကစားပြီးထားတဲ့အချိန်မှာတည်ပွဲတွေများနေတယ်၃ပွဲနိုင်၃ပွဲတည်ရှုံးပွဲမရှိဘူး လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ Yuvin Tech အနေနဲ့ဟာဒါအဆင့်9နေရာမှာရမတ်12မှတ်နဲ့ရက်တည်တယ်ပြီးတော့မနေ့ကအသင်းကြီးအချင်းချင်းတွဲဆုံမှုဖြစ်တဲ့ Roma အသင်းနဲ့ Inter Milan အသင်းရဲ့ပွဲစဉ်မှာ Inter Milan အသင်းက Roma ကို1-0နဲ့အနိုင်ရရှိထားတာအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကိုအမှတ်ပေးစရာအဆင့်တနေရာမှာ Inter Milan အသင်းကရမတ်15မှတ်နဲ့ဦးဆောင်ထားတယ်ဆိုတော့ Yuvin Tech အသင်းအနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရရှိခဲ့မယ်ဆိုရင် Yuvin Tech လည်းရမတ်15မှတ်နဲ့ဒါအဆင့် နှစ်300လောက်ထိတက်လှမ်းနိုင်မယ့်အနေအထားမျိုးမှာရှိပါတယ်။ဆိုတော့လက်ရှိနှစ်သင်းရဲ့ကြားထဲမှာကွာဟာချက်ကကြီးမားပါတယ်။ဂျူပင်တက်အနေနဲ့ကဒါအသင်းကြီးလေးဖြစ်တယ်။ပြီးတော့မနေ့ကကျွန်တော်ရှေ့ရပြောခဲ့သလိုမျိုးရိုမာရိုနာပိုလီကိုချေချော်ခဲ့တဲ့အနေအထားမှာအခွင့်ကောင်းယူတင်တယ်လူစင်းအရလည်းတားတယ်။ကိုမိုကတော့အင်ဝင်းကစားအားရှိတယ်။ပြီးတော့ကိုမိုဘက်ကတော့နီးပြဖာဘရီဂတ်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိနေတယ်။ဒါပေမဲ့လက်ရှိကျွန်တော်ဥရောပအကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဂျူပင်တက်အနေနဲ့ကိုမိုကိုဒါ level 30လောက်ဆိုတဲ့အနေအထားမျိုးလေးပဲပေးထားတယ်ဗျ။ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့ကိုမွန်နဲ့ဂျူဗင်တက်ကတော်တော်လေးကွာဟားတဲ့အနေထားမှာဂျူဗင်တက်အသင်းအနေနဲ့နိုင်မယ်ဆိုလို့ရှိရင်တော့နိုင်မယ်ဂျေးဒီထက်ပြင်းရှားတဲ့ဂျေးမျိုးအကျော်ပေးတဲ့နယ်လို့တော့ကျွန်တော်ကထင်တယ်ဆိုတော့ပုံစံတူကက်ကလီယာလီအိမ်ခွင်းမှာဘိုလွန်နာတော်မှဒါ level 80နဲ့80ပတ်ချလဲပြီးတဲ့အနေထားမှာဂျူဗင်တက်အနေနဲ့ ဒီပွဲစဉ်မှာကိုမိုဒီဒီယာဒီမှာခြေစောင်းပိုင်းကောင်းတယ်ရလက်ပိုင်းကောင်းသည့်တိုင်အောင်ဂျူပီတာအနေနဲ့အနည်းဆုံး level 80လောက်ကတော့စပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်စိတ်ထင်ကတော့ဒါဘိုကီရီအနေနဲ့အသင်းကြီးဂျူပီတာထပ်စားလို့ရှိရင်တရီခန့်ကန်နိုင်တဲ့ကိုမိုရောင်မှအထင်ကြီးနေပုံရတယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ကိုမိုကိုအရေးစွန်ပြီးတော့ဒါရင်ခုန်ကျင်တာမျိုးလေးရှိတယ်ပေါ့နော်ကိုမိုရွေးချယ်ပေးကျင်တာမျိုးလေးရှိပါတယ်။ ီပွဲစဉ်ကတေရလက်ကိုဥတီနိုင်မှုရှိပါတယ်ကိုပေါင်းကြီးအရာဆိုလို့ရှိရင်လည်း2-50ဆိုတာကအဲတေကိုဥတီနေတဲ့အကျော်ပေးမှုလို့တော့ကျွန်တော်ထင်တယ်ဂျူမီတက်အသင်းနေနဲ့နိုင်မယ်ဆိုလို့ရှိရင်တော့အသင်းကြီးပီပီတတမာကျော်တဲ့ဂျီမီကိုအကျော်ပေးတင်တယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ်ဒါဒီပွဲစဉ်ပေါ်ကျွန်တော်ရဲ့အမြင်သုံးသပ်ချက်လေးပဲဖြစ်ပါတယ်နောက်ထပ်ကတော့ series ပွဲစဉ်တစ်ပွဲပါပဲခုနိုင်ပွဲမှာရှင်ပြန်ကစားမယ်ဂျီနိုအာတင်းရဲ့ပါမတင်းရဲ့ပွဲစဉ်လေးကိုခမန်းပေးကြပါရစေ။ဂျီနိုအာတင်းရဲ့အင်ကွေးမှာရှင်မြန်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ဆိုတော့လက်ရှိအမှတ်ပေးစရာမှာဂျီနိုအာဒီ ရလပိုင်းကတော့လေးဆိုးွားနေတယ်စီးရီးနိုင်ပွဲမရထားဘူး6ပွဲကစားပြီးထားအချိန်မှာ4ပွဲတိရှုံးနေ2ပွဲတိကြာထားတာဖြစ်တဲ့တော့ရမန်2မှတ်နဲ့အစစ်20သူအောက်မှာတမ်းပဲရှိတော့တယ်ပေါ့နော်ဆိုတော့ပါမားကတော့6ပွဲကစားပြီးထားတဲ့အချိန်မှာ3ပွဲရှုံးထားတယ်2ပွဲတိတပွဲနိုင်လာတာဖြစ်တဲ့တော့ရမန်5မှတ်နဲ့အစစ်16နေရာမှာရက်တီနေတယ်ဂျီနိုအာထပ်တော့ရလပိုင်းကောင်းထားတယ်လို့ပြောရမှာလည်းဖြစ်တယ်ဂျီနိုအာရဲ့နောက်ဆုံး2ပွဲကိုကြည့်မယ်ဆိုရင်တော့အတင်းကြီး2တင်းဖြစ်တယ်ဒါလာဇီယို3-0နဲ့ရှုံးတယ်နာပိုလီကို2-1နဲ့ရှုံးခဲ့တယ်ခန်းစစ်ပိုင်းကဂိုးတွေပေးနေရတယ် တစ်ဖက်ကပါမာပါမာကတော့နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့နှစ်ပွဲမှာဆိုရင်တော့တူရီနို2-1နဲ့နိုင်ထားတယ်နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့လက်ချီကိုအဝမ်းစီဆိုတဲ့ရလက်မျိုးနဲ့ရှုံးနိုင်ထားတယ်ဆိုတော့ကျွန်တော်ဟတ်တူဟတ်တစ်ချက်လောက်ကြည့်ရအောင်ဟတ်တူဟတ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြီးခဲ့တဲ့ရာသီကဂျီနိုအာကွင်းမှာတော့ဂျီနိုအာဝမ်းစီနဲ့နိုင်ထားတယ်ပါမာကွင်းမှာလည်းဂျီနိုအာဝမ်းစီဆိုတဲ့ရလက်မျိုးနဲ့နိုင်ရရှိထားတယ်တိုးတော်လည်းလက်ရှိဒီရာသီမှာတော့ဂျီနိုအာဂျီနိုအာကတော့နိုင်ဝဲမရပဲရုန်းကန်နေရတာမျိုးရှိပါတယ်ဆိုတော့လူစင်းအရတော့အရင်ကြီးတော့မကွာဘူးပြသူတို့နှစ်သင်းတွဲဆုံတိုင်းလေဂိုးကအများသောအားဖြင့်နောက်ဆုံးတွဲဆုံမှုတုံးချိန်မှာဂိုးနယ်လေးတော့ရှိတယ် ဆိုတော့လက်ရှိကျွန်တော်တို့အာရှရဲ့အကျော်ပေးမှုကိုကြည့်အောင်ဆိုတော့လက်ရှိအာရှရဲ့အကျော်ပေးမှုမှာဆိုလို့ရှိရင် Gino အားတော့ဒါပါမကို level 80ဆိုတာမျိုးလေးပြင်းပြင်းရှရှမမထန်ထန်လေးပေးထားတယ်ဆိုတော့ဒါက Gino ရဲ့အကျော်ပေးမှုကမျှတတယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ Gino အနေနဲ့နိုင်ပွဲလိုအချက်ရှိနေတဲ့အတွက်ပေါ့နော်ဒါ series နိုင်ပွဲမရထားသေးတဲ့အနေထားမှာတော့ဒါအင်္ဂလိပ်ပြည်သက်တွေရှိမှဒီပွဲစဉ်ကတော့ပထမဦးဆုံး series နိုင်ပွဲအဖြစ် ရမှတ်သုံးမှာရယူဖို့အတွက်စူးစမ်းလာလိမ့်မယ်လို့တော့ထင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်လိုတိုရှင်အရာဆိုလို့ရှိရင်တော့ကျွန်တော်အာဂျီနိုအာကိုရွေးချယ်ပေးကြပါတယ်။ဂျီနိုအာအနေနဲ့ဒီပွဲစဉ်ကတော့ပထမဆုံးစီးရီနိုင်ဖို့ရယူသွားလိမ့်မယ်လို့ထင်တယ်။ဂျေဒန်အရာလည်းတကယ်ကိုနိုင်သိနိုင်ထိုင်တဲ့ဂျီမျိုးကိုအရေးအတင်းတင်းမမထန်ထန်ပြီးသားရလို့တော့ကျွန်တော်တို့သုံးသပ်မိပါတယ်။ဒါကတော့တင်းငွေနေမှာရှင်မြန်ကစားမဲ့ပွဲစဉ်တွေက free ပွဲစဉ်လေးနှစ်ပွဲကိုသုံးသပ်ပေးကြရတယ်ဖြစ်ပါတယ်။ကြာရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်မမဂရူလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ comment လေးတွေမှတ်ပြီးတော့အမြင်လေးတွေရေးသားခဲ့ကြပါဦး။ကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာ။